ားလုံးပဲမင်္ဂလာပါရှင်။ခစ်တက်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘင်္ဂလားဒေ့ရှ်တို့လက်နက်မှောက်ကိုသွင်းသူမှာ ARSA အပါအဝင်မွတ်စလင်လက်နက်ကိုင်အဖွဲ့များဟုပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ 281ကီလိုမီတာရှိလျသောဘင်္ဂလားဒေ့ရှ်ရခိုင်နယ်စပ်တလျှောက်ရှိလမ်းကြောင်းခွနခုမှဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့တရားမဝင်လက်နက်များတည်ဆောင်နေကြပြီးအနည်းဆုံးနေရာ၅ခုကနေလက်နက်ကုန်သွယ်ရေလုံးနေကြသည်ဟုဘင်္ဂလားဒေ့ရှ်မီဒီယာဘင်္ဂလားပရက်စ်ကအော်တိုဘာလ၁၀ရက်တွင်ဖော်ပြထားပါသည်။အဆိုပါလက်နက်ကုန်သွယ်မှုတွင်ကော်ပစားခရိုင်မှမွတ်စလင်များပါဝင်နေပြီးလက်နက်တင်ပို့မှုအ धिक နေရာများမှာကော်ပစားမွတ်စလင်ဒုက္ခသည်စခန်းများနှင့်တောင်ကုန်းခရိုင်၃ခုရှိ ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ခိုးအောင်ညနေရများဖြစ်သည်ဟုသတင်းကဆိုပါသည်။လက်နက်ကုံသွဲရေး၅ခုအနက်နှစ်ခုမှကော့ဘဇာရှိမူဆလင်ဒုက္ခသည်စခန်းများဖြစ်ပြီးနောက်၃ခုမှတောင်ကုန်းခရိုင်များဖြစ်သည့်ခါဂရာချီရင်ရန်ကာမာတီနှင့်ဘန်ဒါပန်ဒီသတွင်လက်နက်လှုပ်ရှားနေသောအဖွဲ့တစ်ခုကလက်နက်များဝယ်ယူနေသလိုမူဆလင်ဒုက္ခသည်စခန်းများတွင်ရှိသော ARSE RSO အဗ်ဒူဟယ်လင်ဦးဆောင်သည့် RIM နဲ့ ARE တို့ကလည်းလက်နက်များမှောက်ခိုးတင်သွင်းနေကြောင်းသတင်းကဖော်ပြထားပါတယ်။ အဆိုပါလက်နက်များမှောက်ကိုတင်သွင်းလာမှုနှင့်ပတ်သက်၍သတင်းချက်လက်များကိုနှိစက်တီတာများမွတ်စလင်ဒုက္ခသည်စခန်းများနှင့်ဘင်္ဂလားဒေ့ရှ်နေကြာဆောင်တဲ့ PGP တာဝန်ရှိသူများအပါအဝင်ရင်းမြစ်အမျိုးမျိုးမှရယူထားကြောင်းလည်းသိရပါသည် အော်တိုဘာလ9ရက်နေ့ကယူခီယာနေဆက်အတွင် ဖလန်ခါရီယူနီယံရှိမော်ရာဂက်တာလာတွင်ငွေရစ်စေဝါရောင်းဝယ်ဖောက်ကားသူ၅ဦးကိုဖမ်းဆီးခဲ့ပြီးလက်နက်နှစ်လက် ကြီးတောက်၅၀၀နှင့်ရာဘစေဗျာ၂၀၀၀တို့ကိုဖမ်းဆီးရမိခဲ့ကြောင်းကော်ပစာရဲစခန်းမှုမှရှင်းမှုစိုက်ဘူဒင်ရှက်ဟီကပြောပါရယ်မောက်ခိုးသမားများသည့်အဆိုပါလက်နက်များနှင့်ငွေရစ်စေဝါများကိုမြန်မာနေဆက်မှတည်ဆောင်လာခဲ့ပြီးမွတ်စလင်ဒုက္ခသည်စခန်းများသည့်နေဆက်နှင့်နီးကပ်သောကြောင်း လူကုန်ကူးသည့်အဖွဲ့များသည့်မြန်မာနိုင်ငံမှလက်နက်များခိုးသွင်းရန်ပုံမလွယ်ကူလာကြောင်း၎င်းကဆိုပါသည်မူဆလင်လက်နက်ကင်များသည်ခေါ်ပစားရှိဒုက္ခသည်စခန်းများကိုမန်နိုင်ပြူပြီးတရားမဝင်လက်နက်ခိုးသွင်းခြင်းတူလောင်ခြင်းနှင့်ခြံဖြူးခြင်းတို့ကိုအ धिक လှုပ်ဆောင်နေကြသည်ဟုခေါ်ပစား BGB မှဘုံမူကြီးမိုဟီယူဒင်အာမတ်ကပြောဆိုထားပါသည်။ရွာတော်ခရိုင်နက်ကျောက်စရီမြို့နယ်ရှိဖိုင်းချဗာရီလမ်းကြောင်းဂန်နယ်လမ်းကြောင်းဗာလူခါလီအကောက်ခွန်ကိန်းဥခိယာဟိပလောင်ခါလီလမ်းကြောင်းနှင့် နေဘိုနီးယားလမ်းကြောင်းတို့မှမွတ်စလင်လက်နက်ကိုင်များမှအဓိကသိမ်းယူနေကြသည်ဟုသိရပါသည်အဗ်ဒူဟလင်ဦးဆောင်သည့် RIM မွတ်စလင်လက်နက်ကိုင်အဖွဲ့သည်2024ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့တွင်စစ်ကောင်စီ၏နေကြားဆောင်ရဲတပ်ဖွဲ့ BGB ထံမှခိမိသောလက်နက်များယူဆောင်ခဲ့ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ဖြူဟာမြောက်နီးလန်းများဖြင့်ထင်သွင်းခဲ့သည်ဟုသတင်းကဖော်ပြထားပါသည်။ RIM ဦးဆောင်သူအဗ်ဒူဟာလင်သည်ယူကီယာကမ်ဆေဗန်တွင်နေထိုင်ပြီးရင်စခန်းဧရိယာ၌စစ်သားစုဆောင်ခြင်းထောက်ခံသူများစီရင်ခြင်းနှင့်ဖျားမဝက်လက်နက်များမှောင်ကိုတင်သွင်းနေသည်ဟုသိရသည်တချိန်တည်းတွင် RAB 15တရင်မှုဒုဗိုလ်မှူးကြီးကန်ရူဟာဆန်က RAB ဦးဆောင်သည့်ပူပေါင်းတပ်ဖွဲ့များသည့်အချိန်အမျိုးမျိုးတွင်မွတ်စလင်ဒုက္ခသည်စခန်းများမှလက်နက်အများအပြားကိုသိမ်းဆည်းရမိခဲ့ကြောင်းပြောကြားခဲ့သည်။လွန်ခဲ့သည့်တနေ့ခွဲအတွင်း RAB 15စစ်စင်ရေးကြောင်းလက်နက် 1289ခုနိုင်ငံသားလုံ22ခုအပါအဝင်နှင့်လက်နက်ကင်လူ163ဦးကိုပြန်လည်ရရှိခဲ့သည်ဟု၎င်းကပြောဆိုထားသည်။ဖင်္ဂလားဒေ့ရှ်မြန်မာ281ကီလိုမီတာရှိလျာသောနေဆက်တလျှောက်ကိုအာရကတက်တော် AA ကအပြည့်ဝထိန်းချုပ်ထားသည်။အေအေဒီရခိုင်ပြည်မှမြို့နယ်ဆက်လီကူနှင့်ပလောက်ဝဒေသတို့ကိုထိန်းချုပ်ထားပြီးကြံရှိနေသောစစ်တွေကြောက်ဖြူနှင့်မန်အောင်မြို့တို့ကိုဆက်လက်သိမ်းပိုက်နိုင်ရန်ချိုးပန်းနေသည်ဟုသိရသည်။ ။ခစ်တဲ့မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွေမှာလည်းသတင်းထူးများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။